အသက်84နှစ်ပြည့်ဝင်းနေထိမ့်မှဖြစ်နေရေဘေးအတွက်ရွှေတပိတ်တာလှူခဲ့တဲ့ဟိုမင်္ဂလာပါအော်ဒီယိုဝိုင်းစော်နိုင်ငံနေကြိုးစားပါတယ်ဒီတစ်ခါမှာတော့အသက်84နှစ်ပြည့်ဝင်းနေထိမ့်မှဖြစ်နေရေဘေးအတွက်ရွှေတပိတ်တာလှူခဲ့တဲ့ဖိုးတယောက်ချောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အလူတန်းတွေပရာဟိတတွေကိုဥဆောင်လုပ်နေတဲ့တင်တရမြေရင်ရှင်လို့အမည်ပေးထားကြတဲ့ဆရာဝန်ကြီးဒေါက်တာတမ်းမင်းထုတ်ကို လွန်ခဲ့တဲ့2024ခုရေပဲလုံးကဒုက္ခရောက်သူများကိုကူညီဖို့ဆိုပြီးမန္တလေးမှာမနီလာတင်မောဆေးဆိုင်ပန်ရှင်မနီလာဦးဤဖခင်ဖြစ်သူအဖဦးညွန့်ဝေကရွှေတပိတ်တာလှူဒန်းခဲ့ပါတယ်။ဒီအကြောင်းအပြည့်စုံကိုဆရာဝန်ကြီးဒေါက်တာတန်းမင်းထွတ်က Facebook မှာတင်ထားတာတွေ့လို့ဒီလိုဟာမျိုးမှပြန်လည်တင်မပြရင်ဘယ်လိုဟာမျိုးပြန်လည်တင်ပြဖို့ရှိရမလဲဆိုပြီး အားလုံးဝမ်းမြောက်ဝမ်းသာတာရုခွန်နိုင်အောင်လို့ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။ဆရာဝန်ကြီးရေးထားတဲ့စာအတိုင်းအပြည့်စုံဖတ်ပြတင်ဆက်ပေးပါမယ်။ချွေတပိတ်တာအလူရှင်နံဆရာအဖေကဆရာကိုရေဘေးအတွက်ချွေတပိတ်တာလှူခြင်းလို့တဲ့။ဖုံးဆက်လာသူကမန္တီလာဦးမန္တီလာတင်မောစေးဆိုင်မန္တလေးဖြစ်ပါတယ်။သူကအာဝါတာမှုဖြစ် အတန်တွေတုံရင်လို့နေပါတယ်မနစ်ကရေပဲတော့ကပေါ့2024ခုနှစ်အောက်တိုဘာလဆန်းမှာပေါ့သူဝမ်းတာတလောက်ကျွန်တော်စက်ညစ်ပါတယ်အဲ့ဒီလောက်ပမာဏကြီးကိုကျွန်တော်ဘယ်လိုတောင်းအောင်မသိပါ2024စက်တင်ဘာရေကြီးတော့ရေဘေးကက်ဆယ်ရေးပြန်လဲထူထောင်ရေးတွေလုပ်နေတာမှန်ပေမဲ့အဲ့ဒီလောက်ကြီးရွယ်မထားခဲ့ပါပြီးတော့တာဝန်တအားကြီးပါတယ်ကျွန်တော်အင်တာနက်ဖြစ်နေတော့ မနီလာအဖေအဘဦးညွန့်ဝေကကျွန်တော်ကိုပြင်ဦးနဲ့မရအရခေါ်ပါတယ်ပြင်ဦးနဲ့ရှိပမခါချုပ်ဆရာတော်ကြီးကြောင်းဆရာတော်ကြီးရှေ့မှောက်မှာရေစက်ချလူပါမယ်ပြင်ဦးလွင်လာခဲ့ပေးပါတဲ့ငင်းမရတဲ့အစုံကျွန်တော်တို့ဂရီးကဘော့တစ်ခုပြုခဲ့ကြပါတယ်အဲ့ဒီရွှေဒီပိတာကိုကျွန်တော်လက်ခံပြီးအဘတော်မိသားစုပြန်ယူသွားပါရွှေ၁၀သားတစ်ချောင်းစီရောင်းပြီးကျွန်တော် တချောင်းချင်းတံမိုးတိုင်းပေးပါအဲ့ဒီရွှေတစ်ဆယ်သာနဲ့ညီမြသောငွေကိုကျွန်တော်အသုံးပြုပြီးငွေစင်းရှင်းပေးပါမယ်ကျေနပ်မှဒုတိယတချောင်းကိုရောင်းပြီးကျွန်တော်ကိုပေးပါဒီလိုမျိုးသဘောတူခဲ့ကြပါတယ်တတော်ပြောရင်တော့အဘဦးညွင့်ဝေရဲ့84နှစ်ပြည့်မွေးနေ့မှာပြင်ဦးနဲ့ရှိပမခချုပ်ဆရာတော်ကြီးရှေးတော်မှောက်မှာကျွန်တော်တို့အလူလူရန်နိုင်ခဲ့ပါတယ်နေမကောင်းပြီးအတန်းနာနေတဲ့ခြားက ဆရာတော်ကြီးကဝမ်းမြဝမ်းသာဖြင့်ရေသက်ချအနုမောဒနာတရားဟောကြားပြတော်မူခဲ့ပါတယ်။ဒီလိုနဲ့ရေဘေးတင့်ပြင်မနာတက်ကုံအင်းလေးဒေသများမှာလိုအပ်သည့်နေရာများကိုဆက်ရှိသလောက်တူတန်းပေးနိုင်ခဲ့ပါတယ်။တစ်ချိန်ပြီးတိုင်းပြီးတိုင်းအဘဦးညွန့်ဝေအမေတော်အေးအေးတို့ကိုဆောင်ရွက်ပေးစေမှုတင်ပြပေးခဲ့ပါတယ်။အဘနဲ့အမေတို့ကကျင်းနဲ့အားရစွာတာလူတွေခေါ်ဆိုပြီး ထက်ခါထက်ခါလူပေးခဲ့ကြပါတယ်ရေဘေးထူထောင်ရေးတွေ လုံးလုံးမှမပြီးသေးငလျင်ဘေးကထက်ကြုံရပြန်ပါတယ်ပုံငွေတွေကိုငလျင်ကျက်ဆက်ရေးအတွက်ဆက်လက်လှုပ်ဆောင်ဖြစ်ခဲ့ပါတယ်အဲ့ဒီလိုလောက်ကင်နေရင်မှပဲ2025ခုနှစ်အောက်တိုဘာ18ရက်နေ့မှာအဘဦးညွန့်ဝေကွယ်လွန်သွားခဲ့ပါတယ်အဘကွယ်လွန်သွားပြီမဲ့အဘအလူတွေကရက်မသွားဆက်လက်လူရန်ပေးပစ်ခဲ့ပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်နေ့မှာတော့အလူအလုံးနေကုန်းကံပတ်အဆုံးတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီနေ့မှာအမေတော်ရေးနဲ့သာသမီမိသားစုတွေကအင်းလေးဒေသသလဲဦးညောင်ဝန်းကျောင်းမှာအလူအစုစုအတွက်ရေဆက်သွန်းချအမျှဝေခဲ့ကြပါတယ်။အလူငွေစုစုပေါင်းက6,969သိန်း26,900ကျပ်တိဖြစ်ပါတယ်။ကျပ်သိန်းပေါင်း6,969သိန်းမှာ ပြမနာအတွက်အလုံငွေပေါင်းက3290 65300ကျပ်ပါတက်ကုန်းလက်ပံမှုရွာမေးလိုင်းတက်စင်ရန်အတွက်3250အင်းလေးဒေတာအတွက်အလုံငွေပေါင်း3048သိန်း61400ကျပ်ဖြစ်ပါတယ်လုပ်ငန်းအနေနဲ့ပြောရရင်တော့စာတင်ကျောင်း23ကျောင်းအတွက်ကျောင်းဆောင်တင်များဆောက်လုပ်ခြင်းကျောင်းဆောင်ဟောင်းများပြုပြင်ခြင်းဆရာဆရာမနေများဆောက်လုပ်ခြင်းစာကြည့်တိုက်ဆောက်လုပ်ခြင်း အင်သာဆောက်လုပ်ခြင်းအဝေးစီတွင်တူပေးခြင်းကျေးရွာလေးရနှင့် စာတင်တာကြီးတရအတွက် မီးလိုင်းတက်ဆင်လူရန်ခြင်းကွန်ကရစ်တရကြီးကစင်းလူရန်ခြင်းကျန်းမာရေးစေကံသုံးခန်းနှင့်ငလျင်တန်သင့်မြေထောင်းဝန်တန်းများအတွက်လေလက်မှအဝေးစီတွင်နှင့်ရေပိုက်များလူရန်ခြင်းအင်းငယ်ဒေသဘုံတော်ရေးကြောင်းကြီးတစ်ကြောင်းပြုပြင်လူရန်ခြင်းရေဘေးသင့်မိသားစုများအတွက်ငလျင်အိမ်34လုံးလူရန်ခြင်းများဖြစ်ပါသည်စုစုပေါင်း လူရမ်းမှုလုပ်ငန်းအဖြစ်34ခုရှိပါတယ်။လုပ်ငန်းတစ်ခုချင်းရဲ့ကုန်ကျငွေများနဲ့အလူငွေရရှိမှုများစင်းကိုဓာတ်ပုံနဲ့ပေါ်ပြထားပါတယ်။အပားကွယ်လွန်သွားခဲ့ပေမဲ့အပားလူရမ်းခဲ့တဲ့အလူများဟာနေရာနှက်မှာပြည်သူတွေကိုအကျိုးပြုနေစေဖြစ်ပါတယ်။နောင်နဲ့အကျိုးများမဲ့အလူများလည်းဖြစ်ပါတယ်။ဒီအလူတွေကိုကျွန်တော်တယောက်တည်းအဖြစ်ဆောင်ရွက်ခဲ့တာမဟုတ်ပါ။အင်းလေးဒေတာအတွက်ကောင်ဆန်းဝင်းမဆဆုနဲ့ မက်ခင်ဆိုဝင်တင်းစာရင်နဲ့သက်ဆိုင်ရာကျောင်းများမှဆရာဆရာမများကျမ်းမာရေးဌာနမှဆရာဆရာမများနဲ့ပူပေါင်းပါဝင်ပေးခဲ့ကြခြင်းဖြစ်ပါတယ်တက်ကုန်းလက်ပံမှုအတွက်မေးလိုက်တွေ့ဖို့တော့ကိုစိုးထိုင်ဖရိုနဲ့ကိုဇော်မျိုးလွင်တို့ကစီစဉ်ပေးခဲ့ကြပါတယ်ပြင်မနာအတွက်ကိုတော့ကိုအောင်မျိုးထွန်းကိုကိုမျိုးနဲ့သက်ဆိုင်ရာကျောင်းတွေကဆရာဆရာမများကကူညီပေးခဲ့ကြပါတယ်ဒီအလူတွေအားလုံးကို နိုဝင်ဘာလ၄ရက်နေ့မှာရေဆက်သုံးချအမြပွဲဝင်နိုင်ခဲ့ကြပါပြီ။တမလွန်မအဘဦးညွင့်ဝေလည်းသူ့အလူကိုကျင်းနဲ့ဝမ်းမြောက်စွာတာရုခေါ်ဆိုနေလိမ့်မယ်ထင်ပါတယ်။ဒီကနေ့နိုဝင်ဘာလ၆ရက်နေ့ဟာအမမတ်နီလာရဲ့မွေးနေ့လည်းဖြစ်ပါတယ်။ဒီမွေးနေ့လေးမှာဒီအလူပို့ကိုတင်ရင်အလူစတင်ပြအောင်လှုံ့ဆော်ပေးမှုအတွက်တာရုခေါ်ဆိုလိုက်ပါတယ်။တကယ်တော့ကျွန်တော်တို့လူသားအလုံးဟာ လောကကြီးကိုအလဲလာကြတဲ့ဧည့်သည်များသာဖြစ်ပါလေ။ဧည့်သည်ဆိုတာအချိန်တိုင်းရင်အိမ်ပြန်ကြရစမြဲပါ။ကျွန်တော်တို့ပြန်သွားချိန်မှာလောကကြီးအတွက်ဘာချေရာတွေခြံရက်တယ်လဲဆိုတာကအရေးကြီးလိုက်မယ်ထင်ပါလေ။အဘဦးညွန့်ဝေကတော့ခြေရာတွေအများကြီးခြံကြရင်လောကကြီးကထွက်ခွာသွားခဲ့ပါပြီ။တနည်းဖြစ်သူမန်နီလာဦးကလည်းဝေနဲ့အလူတွေလောက်ရင်ခြေရာတွေချမ်းနေစေပါ။ ဂျုံငတ်လေးတွေခါငတ်လေးတောင်မြေမာနားပြီးတော့ပြန်သွားရင်ခြေရာထားခဲ့တယ်မဟုတ်လားကျွန်တော်တို့လည်းအတူတူကောင်းသောခြေရာများခြံထားခဲ့ကြပါသော